မင်္ဂလာပါရှင်ခသစ်တယ်လီဗီရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ကြောက်ဖြူမှာတိုက်ပွဲပြင်းထန်ပြီးစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းပျောက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့မှာအရခတပ်တော်အင်းနဲ့စစ်ကောင်စီတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကစစ်ကြောင်းလိုက်ပြက်စီကဆုတ်ခွာထွက်ပြေးနေကြောင်းဒေသခံသတင်းရင်းမြစ်တို့ကပြောပါရယ်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်နဲ့လက်ကမော်ရွာနီမှာမိလာဆန်းကစပြီးတိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီကလေကြောင်းရောရေတမ်းမှာပစ်ခတ်နေရလို့သိရပါရယ် မင်းတက်တောင်ကစစ်တပ်ရင်အဓိကစခန်းပဲအဲ့ဒီစခန်းကနေစစ်ကြောင်းထွက်လာလို့တိုက်ပွဲစဖြစ်တာတမ69ရင်စစ်ကြောင်းအင်းရဲ့ဝိုင်းဘက်ပိတ်ဆို့တာခံရပြီးအဆက်အသွယ်ပြတ်တောက်သွားတယ်လို့သတင်းတွေရတယ်။တနက်တန်တွေကတော့ညဘက်တွေဆိုမြို့ပေါ်ကနေတောင်ကြားရတယ်လို့ဒေသခံတအုပ်ကပြောပါရတယ်။ လက်ကမောင်ရွာနီးမှာစခန်းကိုလည်းအေကသိမ်းယူနိုင်ကြောင်းသတင်းများထွက်ပေါ်နေပါတယ်။ဒါပေမဲ့သတင်းဌာနကတီးခြားအတည်ပြုနိုင်ချက်မရှိပါဘူး။ရခိုင်ပြည်နယ်မှာအေကကြောင်းဖြူများအောင်စစ်တွေလို့သာတိမ့်ပိုက်ဖို့ကြံရှိတော့ပြီးကြောင်းဖြူနဲ့စစ်တွေမျိုးတင်းတပ်ပွဲကို2025ဖေဖော်ဝါရီလကစပြီးအရှိန်မြင့်ခဲ့ပါတယ်။ပြီးခဲ့တဲ့မလလေဒီကြောင်းဖြူမျိုးနီးငါးမိုင်ကန်ကွာမှာတိုက်ပွဲများပြင်းထန်ခဲ့ပြီးအေကတညောင်ရီရေတပ်ဌာနချုပ်နီးကင်းစခန်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။မလ28ရက်နေ့ကစကိုင်းငလင်ကြီးလောက်ခတ်ပြီးရဲ့နောက်အေအေပါဝင်နေမြောက်ပိုင်း င်းမဟာမိတ်တုံးဖွဲ့ကအေဘီလာတရနေ့မှာစတင်ပြီးတလာတာတစ်ဖက်တမ်းအပြည့်ရဲ့ကြောင်းကြီးညာပြီးရနောင် အင်းအင်းရဲ့ဒုစစ်တွေကလည်းရပ်တန့်ခဲ့ပါတယ်။ဒါပေမဲ့အေပီလာနေ့ရက်မှစတင်ကအပြစ်ရကြီးညာခဲ့တဲ့စစ်ကောင်စီကလေကြောင်းမှပုံကျဲခြင်းစစ်ကြောင်းထိုးခြင်းများပြုလုပ်ပြီးအမှန်တကယ်သာအပြစ်ရခြင်းမရှိခဲ့ကြောင်းအင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီက၎င်းတို့ကိုယ်တိုင်တစ်ဖက်သက်အပြစ်ရကြောင်းကြီးညာခဲ့တဲ့အေပီလာနေ့ရက်နေ့နဲ့အဲ့ဒီနေ့မတိုင်ခင်ကလည်းကြောက်ဖြူမျိုးနဲ့စစ်တွေမျိုးပတ်ဝန်းကျင်ရှိအင်းရဲ့တပ်ဖွဲ့ဝင်တွေကိုလက်နက်ကြီး drop ပုံလေကြောင်းနဲ့စစ်သည်မော်ရီပေါ်မှာပြစ်ခတ်တိုက်ခိုက်ခြင်းတွေကိုနေ့တိုင်းဆက်တိုက်ပြုလုပ်လာခဲ့တယ်လို့အင်းကအေပီလာ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။မြောက်ပိုင်းမှာ ဟာသုံးမိတ်သုံးဖွဲ့ကမေလကုံဒီအပြည့်ရဲ့ကြောင့်ထပ်မံကြီးညာထားပါရယ်စစ်ကောင်စီကလည်းမေလ6ရက်နေ့မှာမေလ31ရက်ထိကိုအပြည့်ရဲ့စဲကြောင့်ထပ်မံထုတ်ပြန်ခဲ့တော့လဲတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသတွေကိုလေကြောင်းမှဖုံးကျင်းနေစေဖြစ်ပါရယ်အေကအပြည့်ရဲ့မကြီးညာခင်ကကြောက်ဖြူစစ်တွေမြို့သိမ်းတိုက်ပွဲအပြင်ရခိုင်ပြည်နယ်နဲ့အဆက်ဖြစ်တဲ့အေရဝတီဘကိုးနဲ့မကွေးတိုင်းမှာစစ်ကောင်စီတပ်စခန်းတို့ကိုတော်လိုင်းတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါရယ်စစ်ကောင်စီတပ်ကလည်းလေကြောင်းတိုက်ခိုက်မှုတွေကိုအဓိကအသုံးပြုပြီးတိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပါရယ်အေ NTA ကဧပြီလ9ရက်နေ့နောက်ပိုင်းမှာတိုက်ပွဲချင်းတွေကိုသတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။နောက်ထပ်တပုတ်အနေနဲ့တကုံမြို့တဲ့ရှိပိုင်းမြို့နယ်နဲ့စစ်မှုတန်းစင်ကုန်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ဂျိုးစွဲချအဆုံးစီရင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းတကုံမြို့တဲ့ရှိပိုင်းမြို့နယ်မှာစစ်မှုတန်းစင်ကုန်ခံရတဲ့အသက်23နှစ်အရွယ်မောင်ကျော်ကိုကိုခန့်ဂျိုးစွဲချအဆုံးစီရင်သွားကြောင်းဒေသခံပြည်သူတွေကပြောပါရယ်။တကုံမြို့တဲ့ရှိပိုင်းမြို့နယ်အမတ်ရှိရက်ကွက်ပုံမှန်လန်အမတ်424မြင်းဆောင်ခကွင်းမှာနေထိုင်တဲ့မောင်ကျော်ကိုကိုခန့်ကိုမေလ လတွင်ဖွင့်လှစ်မယ်စစ်မှုထမ်းပတ်စဉ်73အတွက်စစ်မှုထမ်းဖို့စင့်ခေါ်ခံရကြောင်းဒါကြောင့်မေလ6ရက်နေ့မနေ့ပိုင်းကိုကိုကိုကြိုးစဲချတက်တည်သွားကြောင်းသိရပါတယ်။ အမတ်ရှိရက်ကွက်အုပ်ကြီးလှသိန်းရှာအိမ်မှုဝင်းမြင့်စစ်မှုရန်စင်ကော်ရီခေါင်းဆောင်စော်လန့်နဲ့အပေါင်းပါတွေကမေလ9ရက်နေ့ညနေပိုင်းမှာကိုကျော်ကိုကိုခန့်ကိုလာခေါ်ရင်းမနေ့ကျတော့ကြိုးဆွဲချသွားတယ်လို့ဒေသခံတအုပ်ကပြောပါတယ်စစ်မှုထမ်းရန်စင်ခေါ်မှုကြောင့်မိမိကိုကိုအဆုံးစီရင်သွားသူကိုကျော်ကိုကိုခန့်ရဲ့နာရေးကိုမေလ9ရက်နေ့ညနေ3:00နာရီရေဝေးတုတ်တံမှာတကြိုခဲ့ကြောင်းသိရပါတယ်နောက်ထပ်တပုတ်အနေနဲ့လာရှုနဲ့ရမခဌာနချုပ်မှာလက်နက်ချအညံ့ခံတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့တေဆုံးဖျောက်ဆုံးအရာရှိစစ်သည်များရဲ့ကြံရည်သူဇနီးတွေနဲ့မိသားစုတွေအားလုံးကို စစ်ကောင်စီကခန်းစားခွင့်နဲ့လစာထုတ်ပေးမှုများရပ်ဆိုင်နေကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုံမြို့ရှိအရှိမြောက်တိုင်းစစ်ဌာနချုပ်ကို MND ကသိမ်းပိုင်စဉ်လက်နက်ချညံ့ခံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအလောင်းမရရှိပဲတေဆုံနေပျောက်ဆုံးစင်းရင်ဝင်ထားတဲ့အရာရှိစစ်တီတွေရဲ့ကြံရည်သူဇနီးများနဲ့မိသားစုဝင်များအားလုံးကိုစစ်ကောင်စီကခန်းစားခွင့်နဲ့လစာထုတ်ပေးမှုတွေရပ်ဆိုင်ထားကြောင်းသိရပါတယ်။ကိုကက် MND က2024ခုနှစ်ဩဂုတ်လမှာလာရှုံမြို့နယ်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုသိမ်းပိုင်ခဲ့ကြောင်းအဲဒီနောက်လာရှုံမြို့နယ် ရမခကို MNT ကသိမ်းပိုက်ပြီးရင်နောက်လူမြောက်ခဲ့ကြတဲ့ဂျန်ရီသူမိသားစုတွေနဲ့ဇနီးတွေကမိုင်းရယ်နဲ့တန်ရမ်းမှာအခြေဆိုင်တဲ့တပ်များနဲ့တပ်ရာရှိတွေထံကိုဆက်သွယ်တရင်ပြဖို့ခဲ့ကြကြောင်းလာရှုနဲ့ရမခကြာဆောင်ပြီးနှစ်လအကြာ2024ခုနှစ်အောက်တိုဘာလမှစတင်ပြီးတည်ဆုံပြဆုံနဲ့လက်နက်ချအညံ့ခံခဲ့ကြတဲ့ဂျန်ရီသူဇနီးတွေနဲ့မိသားစုဝင်တွေကိုခန်းစားခွင့်လာစာတဝက်ကိုစစ်ကောင်စီကထုတ်ပြန်ခဲ့ကြောင်းသိရပါတယ်။ကိုအမျိုးသားရဲ့လာစာတွေကိုဂျန်ရီသူဇနီးနဲ့မိသားစုတွေကိုမှနေ့အောက်တိုဘာလကပြန်စထုတ်ပြီးတဲ့အပြည့်တော်မြန် ဘူးမူလလားဆိုင်ရဲ့တဝက်ကိုပြီးတဲ့တချို့တက်တွေတော့လူကြီးကောင်းရင်အပြစ်ရတယ်အဲ့ဒါအခုမရတော့ဘူးရှက်သွားပြီဘာလို့လဲလို့မေးတာလည်းမရဘူးတချို့ကလားစာထုတ်မရတာလေးလလောက်ရှိပြီးတချို့ကတော့မက်လာနဲ့အေဗီလာကစပြီးထုတ်ခွင့်မရတော့ဘူးတရင်ဘက်ကတော့လူကြီးတွေကရက်ခိုင်းတာလို့ပဲပြောတယ်အရာရှိရောစစ်တီရောအကုန်ဘာမှထုတ်ခွင့်မပြီးတော့ဘူးလို့လာရှုံးမျိုးမှာပြောင်းဆုံးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တက်ချက်ကြီးတအူးရဲ့ဇနီးကရှင်းပြပါရတယ် ဒါအပြင်လာရှိုးမှာတင်ဆောင်ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ကြံရည်သူမိသားစုဝင်တွေကလည်းအသက်အာမခံခြင်းအပါအဝင်မြည်သည့်အခွင့်အရေးမှာစစ်ကောင်စီထံကမရရှိကြောင်းတင်ဆောင်တဲ့စစ်တီနဲ့အရာရှိတွေမှာအလောင်းပြန်မရသူတွေကို6လဆောင်းခိုင်းပြီး6လကျော်မှကြံရည်သူမိသားစုအတွက်ခန်းစား권ရရှိဖို့ဆောင်ရွက်ပြီးမယ်လို့ဆိုတော့လဲစစ်ကောင်စီကဂတိမတင်လို့ကြံရည်သူတပ်မိသားစုဝင်တွေကဆိုပါတယ်တင်ဆောင်ဆိုရင်လည်းပြောင်းဆောင်စင်ရထည့်ပြီး6လဆောင်းရမယ်ပြောတယ်တကယ်နဲ့6လကျော်လို့မှဘာတဲ့မှမကြားရရင်အသက်အာမခံနဲ့အခြားခန်းစား권ရရှိဖို့လုပ်ပြီးမယ်လို့ပြောခဲ့တာ ်အခု6လကျော်နေပြင်7လတည်းလာဝင်လာပြီဘာမှလည်းလုံမပင်ဘူးဘာမှလည်းအကြောင်းမကြောက်ဘူးတွားမင်းရင်လည်းလုံနေတယ်ပဲပြောတာလို့လာရှုမျိုးအခြေဆိုင်ထောက်ပို့တန်း626မှာစစ်တီတန်ဝီရဲ့မိခင်ကရှင်းပြပါတယ်လာရှုအရှိမြောက်တိုင်းစစ်ဌာနချုပ်သိမ့်ပိုက်ခံရတဲ့တိုက်ပွဲမှာခုခံတိုင်ရင်ပျောက်ဆုံးတည်ဆုံးဖမ်းဆီးခံခဲ့ရတဲ့စစ်တပ်အရာရှိစစ်တီများရဲ့ကြံရည်သူမိသားစုတွေနဲ့စနီးတွေမှာနေစရာလိုင်းကမ်းလည်းမရရှိပဲပြင်ပမှာအလွန်ဆင်းရဲဒုက္ခကြီးစွာနေထိုင်နေရကြောင်းဒါကြောင့်စစ်ကောင်စီကောင်းဆောင်မင်းအောင်လိုင်တန်းကိုအသနာခံစာများအချင်းချင်းတင်ပြကြတဲ့ ော့လေတစုံတရာထူးခြားလာခြင်းမရှိကြောင်းကြံရည်သူမိသားစုတွေကဆိုကြပါတယ်။အခုခါတရုတ်နိုင်ငံရဲ့ဂျာဝင်စဖန်မှုနဲ့စစ်ကောင်စီကအလားရှုမျိုးပေါ်စနစ်ရက်ကွက်ကို MND ထံမှပြန်လည်ရယူထားပြီးဖြစ်ပါတယ်။စစ်ကောင်စီကကံကောမျိုးနဲ့တပိတ်ချင်းမျိုးတွေကိုလင်းရင်နဲ့ပုံကျဲတိုက်ခိုက်မှုဖြီသူစေဦးထပ်မင်းထံရရတဲ့ကြောင့်ဆက်လက်တင်ဆက်ပေးပါမယ်။မကွေးတိုင်းကံကောမျိုးနဲ့မြောက်ပိုင်းနေရာချို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းရောလင်းတမ်းမှကို ဘကောင်ကသတင်းဌာနကိုပြောပါရယ်မေလ9ရက်နေ့ည8:30မိနစ်30ဝန်းကျင်ကခံကောမြို့နယ်မြောက်ပိုင်းရှိနေရာ3နေရာကိုအကြမ်းဖက်စစ်ကောင်စီရဲ့တပ်တဦးလီတပ်မှတက်လာတဲ့ဂျက်ဖိုက်တာလီရဲ့နှစ်စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအဲ့လိုပုံကျဲတိုက်ခိုက်မှုတွင်ထိခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီးစုံစမ်းနေစဉ်ဖြစ်ကြောင်းသိရပါရယ်ဖုန်းလိုင်းတွေဖြတ်ပြီးမှပုံကျဲသွားတာထိခိုက်မှုမရှိဘူးခံကောမြို့ပေါ်မှာတော့နိုင်ပိုင်းနဲ့ပြန်ခွင့်ပေးတယ်ကျေးရွာတွေဘက်မှာတော့ပြန်မရသေးဘူးလက်လွတ်ထားတဲ့နေမျိုးတွေလည်းပြန်လည်ထိန်းချုပ်နိုင်ဖို့လေကြောင်းကနေအသာစီးယူပြီးပြန်ထိုးစစ်ဆင်ဖို့စူးစမ်းနေရလို့ သုံးသပ်ရပါတယ်။ရောဒီတာမာကတော့အခုတလောတိုက်ပွဲမရှိဘူးညင်နေတဲ့စားကစားကတဖက်တန်လီချောင်းကနေတိုက်ခိုက်နေတာဖြစ်ပါတယ်လို့ရောလင်းတက်မကိုဘကောင်းကပြောပါတယ်။အကြံပတ်စကောင်စီကခံကွန်မြို့နယ်တွင်ဖုန်းလိုင်းများဖြတ်တောက်ကပုံကျဲတိုက်ခိုက်တာဖြစ်ပြီးတိုက်ပွဲများဖြစ်ပွားခြင်းမရှိတဲ့ရောဒီတာအတွင်းကိုနေ့စဉ်နေ့ပါပုံကျဲတိုက်ခိုက်နေတာဖြစ်ကြောင်းသိရပါတယ်။ဒါကြောင့်ပြည်သူများအနေနဲ့လီချောင်းရန်ကာကွယ်ဆိုင်ရာနီးလမ်းများကိုလိုက်နာပေးကြဖို့နဲ့အိမ်တိုင်းအိမ်တိုင်းဘုံခိုခြင်းများတူထားကြဖို့တော်လိုင်းဖွဲ့စည်းတွေကတိုက်တွန်းထားပါတယ်။အလားတူမန္တလေးတိုင်းတပိတ်ချင်းမြို့ ို့နဲ့ရေတွက်ရွာချင်းရွာကိုမနေ့ကမေလ9ရက်နေ့နေ့လယ်7:00ခန်းမိနစ်ချင်းစစ်တပ်တိုက်လေရင်ကပုံကျဲမှုနဲ့ချင်းလုံဆောင်ခဲ့ကြောင်းအစိုးရလီကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြည်သူ10ဦးထိခိုက်ဒဏ်ရာရရှိကြောင်းပြည်ဦးလီခရိုင်ပြည်သူ့ကာကွယ်ဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်အေဘီ19ရက်နေ့ကလည်းတပိတ်ချင်းမြို့နယ်ရှိတွဲရွာကိုစစ်တပ်က ပုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ပြည်သူ40ကျော်တိစုံခဲ့ပါတယ် နောက်ထပ်တစ်ပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းသွေးဤလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုလေးလကြာတိုက်ခိုက်မှုတိုင်ရင်မှုဒုတိယတိုင်ရင်မှုနဲ့ဒုတိယဗိုလ်မှုအပောင်းဝင်စစ်သား150ဦးထက်မနည်းထိခိုက်ဒေဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။တိုက်ပွဲများတွင်စစ်ကောင်စီတပ်သား12ဦးလက်နက်ချအလင်းဝင်နေလို့သိရပါတယ်။တနင်္သာရီတိုင်းထိုင်းမြန်မာနယ်စပ်မောတောင်ကုန်းသွေးဤလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလေးလကြာတိုက်ခိုက်မှုတိုင်ရင်မှုဒုတိယတိုင်ရင်မှုနဲ့ဒုတိယဗိုလ်မှုအပောင်းဝင်စစ်သား150ထက်မနည်းထိခိုက်ဒေဆုံးခဲ့ကြောင်းခွတ်တောင်းတမန်အထူးစစ်ကြောင်းမှတာဝန်ရှိသူတောင်းကပြောပါရတယ်။ 2024ခုနှစ်ဒီဇင်ဘာလ28ရက်မှ2025ခုနှစ်မေလ6ရက်နေ့တိတိန်ခွန်မောတောင်နေဆက်ကုံသွေးလမ်းပိုင်းကိုစစ်ကြောင်းထိုးနေတဲ့ဂျမ်ပတ်စစ်ကောင်စီတပ်သားတွေနဲ့ KNL ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေနေ့စဉ်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ဒီထိတွေ့တိုက်ပွဲတွေကအကြိမ်ကြီးတရာကျော်ထက်မနည်းဖြစ်ပွားပြီးအဂျမ်ပတ်စစ်တပ်ဘက်မှထိခိုက်သေးဆုံးသူ150ဦးထက်မနည်းရှိပြီးတိဆုံးသူတွေထဲမှာတရင်မှုတအုပ်ဒုတိယတရင်မှုတအုပ်နဲ့ဒုတိယဗိုလ်မှုတအုပ်တို့လည်းပါဝင်ကြောင်းသိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲများတွင်အဂျမ်ပတ်စစ်တပ်ဘက်မှ ါလဲစစ်ကောင်စီတပ်သားစစ်နာဦးလက်နက်ချပြီး KNN လေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့ Black Cobra စစ်ကြောင်းတပ်လက်နက်နဲ့အတူအလင်းဝင်ရောက်လာကြောင်းသိရပါတယ်။အဆိုပါအလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေကခမာယ431တန်ရင်မှာစစ်ကောင်စီတပ်သား3ဦးက MI1 တနက်3လက်ခမာယ280တန်ရင်မှာစစ်ကောင်စီတပ်သား9ဦးက MI1 တနက်2လက်ခလာယ18တန်ရင်မှာစစ်ကောင်စီတပ်သား6ဦးက MI1 တနက်4လက် MA2 တနက်နှစ်လမ်းနဲ့လက်ပစ်ပုံ၆လုံးတို့ယူဆောင်လာတာဖြစ်ကြောင်းသိရပါဗျ။ ဒီလိုအလင်းဝင်လာတဲ့စစ်ကောက်စီတပ်သားတွေကိုတရင်စတဲ့တရင်မှုကစုချင်းငွေတအုပ်လင်းငွေကြက်သိန်း90စီအတိအသည့်ကွန်ပျူချင်းမြင့်ပေးခဲ့တာဖြစ်ကြောင်းသိရပါတယ်စစ်ကောက်စီကနေပြီးတော့စစ်မှုထမ်းအတင်းခေါ်ပြီးတော့စစ်ကောက်စီထမ်းမမနေလို့ပဲပြည်သူထံပူပေါင်းလာပြီးတော့တရင်စတဲ့ထမ်းမလက်နက်နဲ့အလင်းဝင်လာတာပေါ့ဒီလိုအလင်းဝင်လာတဲ့စစ်ကောက်စီတပ်သားတွေကိုကွန်ပျူစုငွေပေးပြီးတော့ကြိုဆိုခဲ့တာပေါ့လို့ခွတ်တောင်းတမန်အထူးစစ်ကြောင်းမှတာဝန်ရှိသူတအုပ်ကပြောကြားသတင်းမှဖော်ပြပါရှိပါတယ်ရှင်